ရောက်လဲရောက်နေပါပြီကပ္ပစ16တင်းမှာဘာတွေဖြစ်နေလဲရမ်းချက်ဆက်ယုံဒီနေရာ location နေနဲ့ဆက်ယုံထဲကအခြေအနေတွေကိုကျွန်တော်တို့မသိဘူးမထင်နဲ့နော်ရန်ကန်ဘက်မှာရှိတယ်အရာရှိလိုင်းကန်ဘက်မှာရှိလေဝိုင်းဘတ်ဘေးဆိုပြီးတောင်ပေါ်ကထူလိုက်ရင်ပြာကျသွားအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အရခတ်တတော် EE ရဲ့တိုက်စွမ်းရည် သိမ့်မကြခင်မဲ့ကပ္ပစ16နားကိုရောက်လာတော့မယ်နော်ရောက်လဲရောက်နေပါပြီကပ္ပစ16တဲမှာဘာတွေဖြစ်နေလဲရမ်းချက်ဆက်ယုံဒီနေရာ location နေနဲ့ဆက်ယုံထဲကအခြေအနေတွေကိုကျွန်တော်တို့မသိဘူးမထင်နဲ့နော်ရမ်းကန်ဘမှာရှိတယ်အရာရှိလိုင်းကန်ဘမှာရှိလေဟွန်း ဝိုင်းပတ်ပိတ်ဆိုပြီးတောင်ပေါ်ကထူလိုက်ရင်ပြာကျသွားလိမ့်မယ်ဗျအဲ့တော့အဲ့ဒီအလုတ်တွေကိုအရကတတ်တော်အေးဘိုးချုပ်ထွန်းမြတ်နိုင်တဲ့ပူပေါင်းတက်တွေကဆောင်ရွက်လိုင်းလိမ့်မယ်လို့ယုံကြည်မိပါတယ်ထို့တူပဲဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ဆုတောင်းစကားကိုပြောပြီးမှဒီကနေ့မှမနေ့ကသတင်းရဲ့အဆက်ဖြစ်တဲ့ဖွေးဖွေးနဲ့ပတ်သက်ပြီးတော့ဖွေးဖွေးကိုပြန်လွတ်လာပြီပြန်လွတ်လိုက်ပြီ အလင်းရောင်ကိုဖမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်တယ်။အခုချိန်ကြီးတော့ဖွေးဖွေးဘက်ကဘာဘာတရားဝင်မှထွက်ပြောတာတော့မရှိသေးဘူး။ဆိုတော့ဖွေးဖွေးနဲ့အဲဒီအလင်းရောင်အပါအဝင်ပေါ့ဗျာ။အမှုပညာရှင်တွေကို ပြစ်မှတ်ထားပြီးတော့ဖမ်းဆီးချင်းချောင်းမှုကိုလုံနေတာ။တိုက်တွန်းလှုပ်ဆော်နေတာ။စစ်တပ်ကိုရွှေနတော်သွင်းနေတာကတော့အဓိကကြုံမျိုးမင်းဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ်။ကြုံမျိုးမင်းဟာ လူပညာရှင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆွယ်ပေးရမယ်မပေးရင်ဖမ်းဆီးအရေးယူတဲ့နယ်လူမင်းတို့ပြည်တည်ဦးတို့အိန္ဒါကျော်စင်တို့ကဘာလုပ်နေလဲအစရှိတာတွေကိုတောက်လျှောက်ပြောနေပါတယ်အနုပညာရှင်လောကကိုလည်းနှစ်ချမ်းခွဲပလိုက်ပါပြီစစ်တပ်ကိုထောက်ခံတဲ့အချမ်းကတချမ်းစစ်တပ်ကိုမထောက်ခံတဲ့အချမ်းကတချမ်းအဲ့တော့အနုပညာရှင်တွေထဲမှာမှနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့နေတိုးတို့ အဲအစရှိတဲ့စိုင်းဆိုင်ခန်းလိုင်းတို့ဘာတို့ညာတို့ပေါ့ဗျာအားလုံးကတော့ဟန်မပြက်စစ်တပ်ကိုကြိုက်လာကြတော့မဟုတ်ပေမဲ့နိယာဒါကြောက်တာကတကြောင်တော်လိုင်းအင်အားစုတွေကဒီအချိန်ထိစစ်မတိုက်နိုင်သေးရင်ရွေးကောက်ပွဲကိုမဖြတ်နိုင်ရင်လောလောဆယ်ရက်တီရေးဟာ အခက်ခဲဖြစ်နိုင်တယ်ဆိုတော့စိတ်ကူးလူသားတယောက်ရဲ့အတ္တတွေကြောင့်လုံလုံလလျာကြီးစစ်တပ်ကိုတွားရောက်ထောက်ခံတာတော့မဟုတ်ပေမဲ့စစ်တပ်အလိုတော်ကြစစ်တပ်ကအမိတ်ပေးပြီးခေါ်ရင်မတော်ဘဲမနေလို့မရတဲ့အချီနေမျိုးတွေကိုရင်ဆိုင်နေရတာကိုတော့ကျွန်တော်တို့ခံစားမိပါတယ်ဒီနေရာမှာပြည်သူအင်နာကျော်စင်လူမင်းတို့ဆိုရင်လည်း ကျော်မျိုးမင်းကတောက်လျှောက်ရွေးကောက်ပွဲကားကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ချီမဲပေးဖို့လှုံ့ဆော်ရေးတွေသူတို့ကဘာလို့မလုပ်တာလဲဆိုပြီးတော့ရုံရုံမာမာအောက်တန်းကြကြကိုနုပညာရှင်တွေကိုဒုက္ခပေးနေတဲ့လူကတော့အဓိကကျော်မျိုးမင်းဖြစ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်နိုင်မတိုက်နိုင်ရင် ဆုံဆုံမြုံမဲ့အခြေအနေရောက်ပြီလားဒီအချိုးဒီမိုးဒီလူတွေ ਨੇ ရှောင်းနေကိုမျောလင်းလို့ရသည်လားဆိုရာမျိုးတွေကိုတော်လံပြည်သူတွေရောတော်လံအင်အားစုဘက်ကသူတွေရောအချိန်နဲ့ဒီအချိန်မှာငင်းခုန်နေကြပါတယ်ဆိုတော့မနေ့ကမိုးကုတ်မြို့မှာပြည်သူလူလူ တရက်လုံးကတမျိုးလုံးကဖက်စစ်တပ်ကိုလက်မခံကြောင်းတမ်မိုးဒီဆန္ဒထုတ်ပေါ်တယ်။တရုတ်ကိုလုံးဝလက်မခံဘူးဆိုတဲ့ကြောင်းဆန္ဒထုတ်ပေါ်တယ်။ပြည်သူလူထုဆန္ဒကတော့စစ်တပ်အုပ်ချုပ်တာလုံးဝမကြိုက်တော်လည်းအင်အားစုတွေကိုလည်းအမြန်ဆုံးနိုင်စေခြင်းလေရသလောက်လေကုတယ်ဒါပေမဲ့ဒီဘက်ကတော်လည်းအင်အားစုရဲ့ဥဆောင်တဲ့လူရဲ့ဆိုရဲအန်ယူချီအပါဝင် ဥဆောင်သူတွေကရွေးကောက်ပွဲကိုဖျက်ဆီးနိုင်တဲ့အချိန်ကြီးဆောင်ရွက်မယ်ဆိုရင်ဒီအချိန်မှာစပြီးထိုးစစ်ခန့်စစ်တိုက်စစ်ခွာစစ်ခြီစစ်အစားရှိတာတွေကိုဆောင်ရွက်တင့်တဲ့အချိန်ကြီးမျိုးပါလက်တလောအချိန်ကြီးထိတော့တရဝင်းထုတ်ပြန်စစ်စင်တာမျိုးတော့မတွေ့ရသေးပါပဲအောက်ခြေမြေပြင်မှာအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တင်နဲ့တိုက်ပွဲဝင်တဲ့ ဘီလူကဝေးတက်မတော်သားတွေရှိနေတယ်ဆိုတော့တော့ကြားရတယ်မန္တလေး PDF နဲ့မဟုတ်ဘူးဟာအဆရှိတဲ့တက်တွေကလည်းမဟုတ်မြို့ကိုကဝေးကြီးနဲ့မဟုတ်မိုးမိတ်တချောပြန်လေခုခံနိုင်ရေးစူးစမ်းနေတယ်စီရင်ပြူဟာအခင်းချင်းကိုကြည့်မယ်ဆိုရင်တော့နောင်ချိုတီဘောနဲ့တကွတွင်းငယ်အဆရှိတဲ့ဒေတာတွေ မိုးကုတ်နဲ့မိုးမိတ်ဟာဖက်စစ်တပ်ဟာတပြေးပြေးပတ်လဲဝိုင်းပိတ်ထားတဲ့အခြေအနေမျိုးကိုတော့မြင်ရတယ်။ဒီအခြေအနေတွေကြောင့်ပဲဖက်စစ်တပ်ဟာကုန်စားပြနေတာနလန်ထလာ။ဒီနလန်ထတာကိုရိုက်ချိုးဖို့နီးလန်းကတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့လိုပါတယ်။ဒီတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့ကိစ္စရက်တွေလိုအပ်တယ်လို့ အာနာဘဟုချက်ဖြစ်တဲ့ညမကြီးအလဲပိုင်းဒေတာကြီးရွှေဘိုးလွင်မြင့်မိတိလာလွင်မြင့်တကြောနဲ့သခိုင်းမကွေးကိုတော်လိုက်တက်တွေကလက်ရှိထိမ့်ချုပ်ထားတာတက်ပုံမူခိုင်မာတဲ့အုတ်ချုပ်ရေးတရားစီရင်ကိစ္စတွေကိုမူဝါဒနဲ့အညီခိုင်ခိုင်မာမာဆောင်ရွက်ပြည်သူနဲ့တသားတဲ့နေပြည်သူကိုစီယုံလုံးစုံဒီလိုအခြေအနေမျိုးကို လုံနိုင်ဖို့လက်ရှိအချိန်မှာတော့မလုံလောက်သေးတဲ့အခြေအနေမျိုးတွေ့ရပါတယ်။ဆိုတော့ဒေါ်လန်ဝင်ယိုးနေ့ရက်နဲ့လေပတ်ဖို့ပြောတဲ့အစအဦးဆုံးပြောသူကတော့ဆရာကြီးဦးသန်းစိုးနိုင် ဖြစ်ပါတယ်။ကျွန်တော်ကပထမဝင်ယိုးအညာဟာစကိုင်းဟာမကွေးဟာဒေါ်လန်ဝင်ယိုးတရက်ဖြစ်တယ်။အာနာပူချက်ဖြစ်တယ်ဆိုတော့အယူအဆကိုတိုင်းပြည်ကိုကျွန်တော်တို့ထုတ်ဖို့ပြောပြခဲ့ပါတယ်။ဒါနဲ့ထက်စစ် ရှာယူတန်းစွန့်နိုင်တို့ရဲ့စီးနိုင်ငံရေးအတွေ့အကြုံရမျိုးဆက်တမိုင်းအတွေ့အကြုံရှိတဲ့ပုံကိုယ်ရဲ့ထက်မှန်ဖြစ်ဆွတ်တင်ပြတဲ့အတွေးခေါ်တရက်ကပုံမူပြည့်စုံတာကိုတွေ့ရပါတယ်တိုင်းသားတော်လှန်ရေးတပ်တွေရဲ့တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဗမာတပ်များတပ်ပေါင်းစု 你得保守那说话，多人网友那嘲批评的。你多人网友那嘲呢，是那个呀？是那个？我瞅伊是啥事来个？地位比伊低的多啊！生的呀，生命上要比的高啦，多人一个毛嫩难言。你多人网友那也批那不短。 အားလုံးမျော်လင့်နေကြတယ်ဆိုတာလည်းယုံကြည်ပါတယ်။ဒါနဲ့ပတ်သက်ပြီးထက်မှန်အကျေတဝင့်ကိုကျွန်တော်ဟိုဘက် Allergy Review Channel မှာပြောမယ်။ဒီကနေ့ကဘာသာစနစ်ကိုရှော့လိုက်တော့ငါလုံးနဲ့ပြစ်တဲ့တည်င်းလည်းရှိဒါကိုဟိုဘက် Allergy Review မှာပြောမယ်။ဒီဘက်မှာပြောချင်တဲ့အဓိကအကြောင်းအရာကရွေးကောက်ပွဲစကားဆိုင်ရဲ့စစ်တပ်ရဲ့နိုင်ငံရေးထိုးစစ်လက်ရှိပြည်သူလူထုရင်ဆိုင်နေရတဲ့အခြေအနေ ရုပ်ရှင်တရုပ်ဆောင်တွေအမှုပညာရှင်တွေအကုန်လုံးကိုစစ်တပ်တနက်ထောက်ပြီးချင်းချောက်ခါနှစ်ချမ်းခွဲပလိုက်ပြီဘုန်းကြီးကိုလည်းနှစ်ချမ်းခွဲတယ်အကြောင်းသားကိုလည်းနှစ်ချမ်းခွဲတယ်ပြည်သူလူထုတဲမှာလည်းနှစ်ချမ်းခွဲပါပြီနှစ်ချမ်းတော့မကတာတော်လိုက်အင်အားစုကိုလည်းနှစ်ချမ်းခွဲဖို့ကြိုးစားနေပါတယ်အဲ့ဒီမှာမှအန်ယူဂျီကိုမကြိုက်တဲ့လူအန်ယူဂျီလော်ဘီအုပ်စုကတစုလွတ်လပ်သောတော်လန်တော်လန်သူများ လွတ်လပ်သောအတွေးခေါ်ရှိသူများစစ်နိုင်တိုက်ချင်သူများကတစုအနုကြည်လော်ဘီအုပ်စုကတော့အုံနယ်ချင်းနဲ့ဝိုင်းဝန်းဆဲဆိုချိန်မောင်းဒါမျိုးတွေတစုပေါ့ဗျအဲ့တော့ဒေါ်လန်ပြည်သူတွေဟာဒီချိန်ထိရက်ခံခဲ့ကြတယ်တပတ်မှလည်းဖွေးဖွေးဖမ်းလိုက်ပြီပြန်လွတ်လိုက်ပြီရှင်းရှင်းပြောရရင်တော့ဒါတွေဟာပြည်သူလူထုကို సై ကိုပေါ့ဗျဝါရဖြန့်နေတာဖြစ် တခြားရာအဟာရစီအာယုံမရောက်အောင်ဥပမာဆိုရင်မိုးကုတ်တံပုံးတီးမှုတည်င်းဟာတနိုင်ငံလုံးကိုတောင်းရင်ဖြစ်သွားတဲ့အခါအခြားမျိုးရွာတွေပါတံပုံးတီးခဲ့ကြရင်စစ်တပ်ဟာလူလူကိုထိမ့်မရရင်ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးစစ်တပ်ကလူလူထားကြွလာမှာအုံကြွလာမှာအယမ်းကြောက်တယ်တနက်ကင်လာတဲ့လူတွေထက်လူလူအုံကြွမှာကြောက်တယ်ဟုတ်လားရှုံးကျွန်တော်ပြောတာရှုံး လူလူအောင်ကြွားမှုဟာအမှုမျိုးပုံးတဲ့ပြင်းတယ်မင်းအောင်လိုင်ရဲ့အာဏာကိုချင်းချောက်နိုင်တယ်လူလူအောင်ကြွားမှုဟာမင်းအောင်လိုင်ရဲ့ဖြစ်တည်မှုအားလုံးကိုရိုက်ချိုးဖျက်ဆီးနိုင်တယ်အဲ့မှာတကာပေါ်အချိုဆင့်အချိုပေါ်တကာဆင့်လူလူကအောင်ကြွားဒီဘက်ကလက်နက်ကင်တော်လိုင်ရေးတပ်ဖွဲ့တွေနဲ့တိုင်းသားတပ်တွေကဝင်တိုက်စီးရင်နိုင်ငံကြီးပေါင်းဆက်နိုင်ရင်ပွဲပြတ်တယ် ိုက်မှာနှစ်ချက်နောက်တစ်ချက်ကတော်လန်ဝင်ယူနှစ်ရက်တိုင်းသားတော်လိုင်းတပ်ပေါင်းစုရဲ့သွေးတန်တမိတ်ဗမာတပ်ပေါင်းစုရဲ့သွေးတတန်တမိတ်ဒီနှစ်ချက်နဲ့လူလူအောင်ကြောင်းမှုစီရင်နိုင်ငံရေးအတွေ့အဆက်ပါဇက်ကပြောတော့လွယ်ပါတယ်လို့ရတော့ခက်ခဲပါလိမ့်မယ်ခက်ခဲပင်ခက်ခဲ냐လောက်ကိုလောက်ကြရမှာနိုင်ချင်တော့နိုင်ချင်လောက်ရမှာပဲမနိုင်ချင်မလောက်ကြနိုင် အဲ့တော့ဗမာအင်အားစုတွေကိုစုစည်းဖို့ဗမာစင်စားစုတွေကိုစုစည်းနိုင်ဖို့ဗမာတပ်ပေါင်းစုကြီးဖြစ်လာဖို့ကျွန်တော်ရဲ့တွေးဆချက်အရဆိုရင်လုံနိုင်ကြီးအရှိဆုံးလုံပိုင်ခွင့်ရှိတယ်လို့ယူဆရဆုံးတော်လိုင်းငွေကြေးများကိုအများဆုံးရယူကင်တွယ်ထားတဲ့အန်ယူဂျီဆိုတဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဟာဗမာတပ်ပေါင်းစုကြီးနဲ့ဗမာဒေသမြေပြန့်ဒေသများတက်မတော်တည်းဖြစ်ပေါ်လာဖို့ လှုပ်ရှင်တယ်ဆိုရင်လှုပ်ရှင်စိတ်ရှိတယ်ဆိုရင်လှုပ်လို့ရပါတယ်ဖြစ်လေဖြစ်ပါတယ်ဒါပေမဲ့အန်ယူဂျီရဲ့အတွေးခေါ်အမှားကသူ့လက်အောက်ကိုဝင်မဝင်သူ့အမိတ်မနာခံတပြားမှမပေးဘူးချိန်မုံးမယ်ဆိုတဲ့ဖက်စစ်တက်လို့စိတ်ကူးအတွေးခေါ်မျိုးရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ် အန်ယူဂျီကိုစော်ကားတာမဟုတ်ဘူးအန်ယူဂျီကတချို့လူတွေလောက်တာဖြစ်ပါလိမ့်မယ်အန်ယူဂျီရဲ့ဖွဲ့စည်းတစ်ခုလုံးအနေနဲ့ကတော့ဒီမိုကရေစီဝါဒတို့တော်လည်ရင်းနှွေးနေတယ်တို့ကိုကျွန်တော်တို့ကအမူဝါဒရလက်ခံယုံကြည်လို့ရတယ်တိုးတော့အန်ယူဂျီတွေကတချို့သောသူတွေရဲ့ဘယ်လိုပြောမလဲမိမိတစုတစ်ဖွဲ့အကျိုးစီးပွားအခြေပြုသောအတွေးခေါ်လို့ပဲပြောဒီအခြေအနေကြောင့်မြေပြန့်ဒေတာများတတ်မတော်ဆိုရက်မြေပြန့်ဒေတာများတတ်ပေါင်းစုကြည့် ဒီနေ့9နှစ်ရှောက်ဖို့3လလောက်လို့အထိဖြစ်မလာသေးပါဘူးတစ်ဖက်မှာတိုင်းသားတပ်ဖွဲ့တွေအနေနဲ့လည်းတိုင်းသားတပ်များတိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာညောက်ပိုင်းညီနောင်3ဘွဲ့ FMCC ခုနဖွဲ့ဒါတွေကလည်းရင်တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာ မရှိပြီပေါ့မလုတ်ချင်လို့လားလုတ်ဖို့စံနာမရှိလို့လားစစ်တပ်ကိုပဲအဆင်ပြေသလိုပေါင်းမယ်လို့စိတ်ကူးနေကြလားတကယ်နိုင်ခြင်းစိတ်ရှိတဲ့အရခတ်တတော်နဲ့ KIA အပါဝင်တချို့တိုင်းသားထုံလိုက်တက်တွေကတော့တကယ်တိုက်တယ်တချို့ကြတော့လည်းတိုက်ချင်အောင်ဆောင်တယ်တချို့ကြတော့လည်းတိုက်ကိုမတိုက်ဘူးတချို့ကြတော့လည်းပေါ်တင်ပေါင်းတယ်တိုင်းသားတွေဘက်မှာလည်းဒီအခြေအနေရှိတယ်လို့ မိမိပြည်နယ်မိမိဒေသစစ်ကောင်စီကင်းစင်ရေးဦးစားပေးတိုက်ပွဲဝင်မှုကိုလည်းတွေ့ရတယ်။အဲ့ဒီမှာမှသင်ကန်းစာယူစရာဆိုရင် TNL ရဲ့လက်ရှိနောင်ချိုတီဘောမုံမိတ်မိုးကုတ်တို့လက်လွတ်ရတဲ့အခြေအနေဆိုရင်အရှိကလူအများတုံးသက်သွားသလိုပဲသူတိုက်သူယူသူနေမြေသူတီချောင်သူအာနာတီဆောက်သူအုပ်ချုပ်သူအခွန်ကောက်သူလှုပ်ချင်တာလှုပ်ပရိသတ် ညီရှင်ပရိသတ်တိကဲ့သို့ပုံစံမျိုးမာမိတ်ညာနဲ့ဆက်ဆံရေးပိုင်းမှာလဲတလွဲတချော်တပူတမင်း KA နဲ့ရန်ဖြစ် SSP နဲ့ရန်ဖြစ်အောက်ခြေတက်သားတွေချင်းချင်းမှာပြဿနာတွေများဒီအခြေအနေတွေကြောင့်တကယ်စီရီမှာဖစစ်တက်ကစစ်ထိုးလာတဲ့အချိန်မှာ မဟာမိတ်တပ်မရှိဘူးတပ်ပေါင်းစုမရှိဘူးအတူတွဲတိုက်ပွဲဝင်မဲ့တိုင်းသားတော်လည်းတက်ကောပမာတက်တွေကိုမရှိတဲ့အခါ TNL ဟာသူ့ရဲ့အင်အားချိန်ဆတရုတ်ရဲ့ဖီအားဘာညာတရကနေကြကွာစီကောင်းစင်မျိုးစုံနဲ့ပေးလိုက်တယ်ကွာပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ကတရုံစားပန်းချီမန်းတည်တင်ပါပြီနှစ်တုံးထက်စားမလို့လားတိုင်းသားတွေနေပေါင်း80နေပေါင်း30နေပေါင်း50နေပေါင်း90ကျွန်တော်တို့ထက်စောပြီးတော့လည်းရေလောက်ခဲ့ကြတာ တပေါင်းစုတင်တယ်လို့တိုင်းသားတော်လိုင်းတက်တွေကောမယူဆဘူးလားတပေါင်းစုစုစည်းညီညွတ်မှစစ်တပ်ကိုနိုင်မယ်လို့မယူဆဘူးလားလုံမယ်တပေါင်းစုတီဆောက်မယ်ဆိုတဲ့စိတ်ကူတိုင်းသားကောင်းဆောင်နေမှာဟောမရှိနေဘူးလားရှိနေလားလုံလို့မရတာလားကျွန်တော်လုံးဝမရှင်းဘူးတပေါင်းစုတိုင်ရင်နိုင်မယ်ဆိုတာသူတို့သိပြီးသားကျွန်တော်တို့လည်းပိုသိတယ်တစ်ဖက်မှာ တိုင်းသားတော်လှန်ရေးတပ်ပေါင်းစုရဲ့ဥဆောင်မှုပြီးစည်ရေးဥဆောင်မှုပြီးမြေပြတ်ဒေသများတက်မတော်တပ်ပေါင်းစုကြီးကတိုင်းသားတော်လှန်ရေးတပ်များရဲ့စည်ရေးဥဆောင်မှုနောက်မှာနိုင်ငံရေးပေါင်းစပ်မှုစည်ရေးပေါင်းစပ်မှုတွေနဲ့ဖက်စစ်တပ်ကိုအနိုင်တိုက်လို့ရနေတယ်အဲ့နီးလန်းဟာနိုင်ကိုနိုင်တယ်အဲ့လိုသာတိုက်တစ်ဖက်မှာပြည်သူကအုံကြွတခဲနဲ့လဲနေလီအောင်မြင်းဆောင်မကြံပါဝင်လာပြီးအခု နေပြီးတော့မာရဝိဇ္ဇာဆိုတဲ့စမိုင်းလင်းဗုဒ္ဓရှိမှာစုံမဲ့တစောင်းနိုင်ပွဲတော်တချင်းဟာသွေးတစ္ဆာဖြစ်သွားလို့ရပါတယ်လူတဘာဝရနိရာကြောက်ရတာတို့နိုင်တဲ့ဘက်ရက်မာတို့ကလူတဘာဝရဘာဖြစ်လို့ဆိုကုကေယာမဲ့ဘဝမှာကို့ကကွယ်မဲ့လူမရှိတဲ့အချိန်ဒီမှာတော့ကိုအစင်ပြီးသူတို့ရက်တီရတဲ့လူတဘာဝကိုထဲ့သွင်းတက်ချက်ဖို့လို့တယ်ဒါကြောင့်မို့ကျွန်တော်တို့ ော်လိုင်းကြီးတက်တွေနိုင်ရင်ဒီနေ့နိုင်ရင်ဒီနေ့ပြည်သူတခဲနဲ့ပါတယ်မနိုင်လဲပါတယ်မနိုင်လို့တော့မရဘူးဆိုတဲ့စိတ်နဲ့ပါနေကြတယ်ဒါကတော်လိုင်းပြည်သူယုံကြည်ချက်ကိုဒီဆိုင်မမတ်နဲ့သွားတဲ့တော်လိုင်းပြည်သူကတတ်တတ်ပေါ့ဗျာပြည်သူလူလူဆိုတာအဲမှာလဲအလွှာပေါင်းစုံရှိတာဘူးဗျာတကယ်တိုင်းပြည်ပြောင်းလဲစေခြင်းနဲ့စိတ်စေတနာအပြည့်နဲ့လုပ်တဲ့ပြည်သူလူလူရှိတယ် တော်လံပြီးသူလူလူရှိတယ်တချို့ကြတော့လည်းပေါ့ပေါ့နေပေါ့ပေါ့ဆာအဆင်ပြေသူတွေနေတဲ့လူရှိတယ်တချို့ကြတော့လည်းစီးပွားရေးလုပ်ငန်းများရအဆင်ပြေသူလူနေရတာတွေရှိတယ်တချို့ကတော့စစ်တပ်ကိုလုံးဝမကြိုက်ဘူးဒါပေမဲ့အဆင်ပြေအောင်နေရတယ်တချို့ကြတော့လုံးဝမကြိုက်လို့ဝါတော့ဟိုတော်လံနေကွာဒါမျိုးတွေသူကအပြင်းအပြော့အမာအမာအပြော့လူရန်စားအမျိုးစုံစိတ်မျိုးစုံပတ်ဝန်းကျင်မျိုးစုံဘဝမျိုးစုံ ਨੇ ရှင်လင်နေရတဲ့ပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုတစ်ခုတည်းသောထွက်ပေါက်ဟာတော်လိုင်းတက်တွေစစ်နိုင်ရင်ခမတို့အခုကြားနေတဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကဆိုင်ဆိုင်ခံနိုင်ရဲ့တချင်းနေရာမှာလင်းလင်းရဲ့ရောင်ရည်တချင်းဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ခမတို့အခုကြားနေတဲ့တစောင်းနိုင်ကတစောင်းနိုင်ပွဲမာရဝီဇီယာနေပြီးတော့ပွဲမှာလူလှိုင်းလုံးကြီးပေါ့အများကြီးပေါ့သူတို့ကျင်းပနေရောအဲ့ဒီစုံနေတဲ့တချင်းတန်ဒီအားလုံး အဆိုတော်တွေအားလုံးကသွေးသစ်စာကိုဆိုလာပါလိမ့်မယ်ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့အကြွေရွေးကောက်ပွဲကိုရက်တန့်မယ်လက်မခံဘူးဆိုရင်စစ်ပွဲကိုစတင်တဲ့အချိန်မှာရွေးကောက်ပွဲလုံးဖြစ်အောင်ထိုင်ဆောင်ပေးလို့မရပါဘူး ငူတွေကရွေးကောက်ပွဲလုံမယ်ဆိုတဲ့လုံနိုင်မယ်ဆိုတဲ့အချက်လက်တွေနေရာတွေအခင်းကြီးနေမှန်သမျှတရဆက်ရိုက်ချိုးဖြက်စီးရပ်တန့်ပြရမယ်အခြေပြောချင်တာကတော့ရွေးကောက်ပွဲကိုတကယ်ရပ်တန့်ဖို့ NUG ကကြီးရွယ်ချက်ရှိတယ်စဉ်းစားတယ်တိုက်ပွဲဝင်မယ်စစ်ပွဲကိုစတင်မယ်ဆိုရင်တော့ဒီကာလကနောက်တော့ကြာနေပါ NUG ထိုးစစ်စနိုင်မယ်လို့ခင်ဗျားတို့ယူဆသလားရွေးကောက်ပွဲကိုရက်တန့်မယ်လို့ရက်တန့်နိုင်မယ်လို့ယူဆသလားမရက်တန့်နိုင်မယ်ရွေးကောက်ပွဲဖြစ်ရင်ရောဘာ ਈ စဖြစ်နိုင်လဲကောမမကြီးတာပြခဲ့ပါယေရှုတပါ့